်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာတိုက်ခတ်များကိုကုညီရေးအမေရိကန်အောက်လွှတ်တော်မှကြားနာရေးဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆစ်ဆိုရကိုစန့်ကျင်သည့်ဒီမိုကရေစီအင်အားစုများအားဘာမာအက်ကိုတုံ့ပြန်ထိရောက်သည့်အကူအညီပေးရန်ရှမနီကပြုလုပ်သောမြန်မာအရေးကြားနာပွဲအောက်လွှတ်တော်အစည်းအဝေးတွင်အတ္တလန်တိတ်ကောင်စီ၏ အင်ဒိုဖက်စိပိတ်လုံခြုံရေးအစီအစဉ်မှာပြင်ပအကြီးတန်းအဖွဲ့ဝင်တအူးဖြစ်သူ Mrs. Kelly Creek ကပြောပါရယ်မြန်မာပြည်သူများကိုအကြမ်းဖက်တပ်ဖြတ်နေသောစစ်အစိုးရပြုလုပ်တဲ့အတူရောင်ရွေးကောက်ပွဲကိုပယ်ချရနှင့်ဒီမိုကရေစီလှုပ်ဆောင်နေသူများအားအကူအညီပေးရန်နီလမြဆွေးနွေးရာတွင်ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပါရယ်ထို့သောပြုလုပ်ရာတွင်အမေရိကန်အနေဖြင့်ဒီမိုကရေစီအင်အားစုများအားထိရောက်စွာပံ့ပိုးနိုင်မည့်နီလန်းသစ်များကိုထည့်သွင်းစဉ်းစားကြရန်လည်း၎င်းကတိုက်တွန်းခဲ့ပါရယ် အမေရိကန်အမျိုးသားကောက်ကွယ်ရေးလုံပိုင်ခွင့်အဥပဒေ NTAA ဥပဒေအရမြမအရေးဖြည့်ရှင်မှု တစ်စိတ်တစ်ပိုင်းအဖြစ်ဘာမာ app ကိုအမေရိကန်လွှတ်တော်၌2022ခုနှစ်ကအတည်ပြုထားပြီးဖြစ်တော်လဲဘတ်ဂျက်ခွဲဝေမှုနှင့်ပတ်သက်၍အမေရိကန်အထက်လွှတ်တော်နှင့်အောက်လွှတ်တော်ကြားကွာဟချက်များရှိနေပါသည်ထို့ပြင်အဆိုပါဆွေးနွေးပွဲတွင်မြမစစ်တပ်ကိုအထောက်ပံ့ပေးနေသောလက်နက်ပွဲစားများအောင်ပိတ်ဆို့အရေးယူရန်စစ်တပ်ထံသို့လက်နက်စီစဉ်မှုဖျက်တောက်ရန်နှင့်ဗန္ဓာရေးစီစဉ်မှုလမ်းကြောင်းများပိတ်ဆို့ရန်တို့ကိုလည်းဆွေးနွေးခဲ့ကြောင်းသိရပါသည် ဆက်လက်ပြီးမိုးကုန်းနှင့်မိုးမိတ်မြို့များသို့ TNL ကစစ်ကော်မရှင်တပ်များကိုခေါ်သွင်းမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့စစ်ကော်မရှင်တို့အကြားအပြစ်ရဲ့ညှိနှိုင်းချက်များရယူပြီးနောက်မိုးကုန်းနှင့်မိုးမိတ်မြို့များမှာ TNL တပ်များထွက်ခွာပေးရမည်ဖြစ်ကစစ်ကော်မရှင်တပ်များဝင်ရောက်လာမည်ဖြစ်ပါတယ်။စစ်ကော်မရှင်တပ်များသည်မိုးမိတ်နှင့်မိုးကုန်းတို့ဝင်ရောက်ရာတွင်တအောင်းတပ်များကိုယ်တိုင်ခေါ်သွင်းပေးမည်အခြေအနေနှင့်ဝင်ရောက်ရမည်ဖြစ်ကြောင်းဒေါ်လန်ရေးတပ်ဖွဲ့များနှင့်ဤဆက်သူများထံမှသိရပါတယ်။ ရိုးကန်လူငယ်တွေနဲ့အမျိုးသမီးအမျိုးသားတွေကိုခေါ်ပြီးတော့ဆာယာဖစစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့တွေကခေါ်ရိုက်တယ်။မင်းတို့လားငါတို့ဝင်လာတာကိုမင်းတို့လားငါတို့ဝင်လာတာကိုမင်းတို့ကတံပုံတီးတာလားဆိုပြီးခေါ်ပြီးတော့ရိုင်းနှက်တာတွေရှိတယ်။မိုးကုတ်အရှေ့ဘက်မှာဆာယာဖတွေရောက်နေပြီးဟုမိုးကုတ်မြို့ကအမျိုးသမီးတအူးကသတင်းဌာနကိုပြောပါတယ်။နိုဝင်ဘာလကုန်တွင်တအောင်းတက်များမျိုးနှမျိုးမှအပီးဖယ်ပေးရမည်ဖြစ်ကြောင်းသတင်းများထွက်ပေါ်ပြီးနောက်စစ်ကောင်မရှင်ကိုမျိုးအတွင်တအောင်းတက်ကိုယ်တိုင်ခေါ်သွင်းမည်ဆိုသည့်အခြေအနေများကိုပါကြားသိလာရခြင်းဖြစ်ပါတယ် ပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့ကဒေါ်လာရေးအင်အားစုများကိုတွေ့ဆုံရာတွင် DNL ကစစ်ကော်မရှင်ကိုခေါ်သွင်းလာသည့်အခါနှောက်ယှက်ဟန်တာခွင့်မရှိကြောင်းထည့်သွင်းပြောဆိုခဲ့သည်ဟုသိရပါသည်ထိုချင်းနေကြောင့်ဒေါ်လန်ရေးတက်ဖွဲ့အတီးဒီကမြို့ကိုဆက်လက်ကောက်ကွယ်သွားမည်ဟုထုတ်ပြန်ခဲ့တော့လေမိဖက်ဖြစ်သည့် TNL ကနှောက်ယှက်ဟန်တာခြင်းမလုပ်ရန်ပြောဆိုထားသည့်အတွက်ချင်းနေမှာရှုပ်ထွေးလျက်ရှိပါသည် လက်ရှိတွင်မိုးကုတ်မြို့အတွင်းစစ်ကော်မရှင်တပ်မအဖွဲ့ဝင်တချို့ရောက်ရှိနေပြီဖြစ်ပြီးစစ်ကော်မရှင်ကနိုဝင်ဘာ၂ရက်နေ့ကတည်းကမိုးကုတ်မြို့ပေါ်တွင်ဆက်ဆံရေးရုံဖွင့်လှစ်ထားခဲ့ပါတယ်။ယခုလောက်ကုန်တွင်ထိုယုံမှတဆင့် TNL တပ်များဦးဆောင်မှုဖြင့်မြို့အတွင်းဝင်ရောက်မိဟုသိရပါတယ်။အခြေအနေကတော့တိကျတော့မသိရသေးဘူး။ကျွန်တော်တို့ကတော့ကူဖို့ရောက်နေပြီ။သူတို့ချမယ်ဆိုလဲအစ်အနေထားပေါ်ဟုတော်လရေးတပ်ဖွဲ့ဝင်တအူးကသတင်းဌာနကိုပြောပါတယ်။ TNL နဲ့စစ်ကော်မရှင်တို့ဤဆက်ဆံရေးရုံများကိုပြင်ဦးလွင်နဲ့မိုးကုတ်လမ်းမပေါ်ရှိရှမ်းလန်းဆောင်တွင်ဖွင့်လှစ်ထားမည်ဖြစ်ကြောင်းလည်းသိရပါတယ်။ဆလပီစကိုင်းမြို့နယ်ဝါချက်ကြီးရွာတွင်ငလင်တန်သည့်ပြည်သူများထံသို့ချထားပေးသည့်ထူထောင်ရေးငွေကိုချေးပါအုပ်ချုပ်ရေးမှုကတအိမ်လျင်20ရာခိုင်နှုန်းစီဖြတ်တောက်ယူတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းစကိုင်းမြို့နယ်ဝါချက်ကြီးရွာတွင်ငလင်တန်ကြောင့်ထိခိုက်မိသည့်အဆောက်အုံများအတွက်ချပေးသည့်ငွေကိုကြီးပါအုပ်ချုပ်ရေးမှူးက တိုင်းလျင်20ရာခိုင်နှုန်းစီပြန်လည်ဖြတ်တောက်ရယူနေကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါရယ်။ဝါချုပ်ကြီးပါအုပ်ချုပ်ရေးမှုဦးစိုးလွင်သည်ရွာသားများကိုစီဝေးခေါ်၍ဖြက်စီးသည့်အဆောက်အုံများအတွက်တစ်ထပ်တိုက်ဆိုလျင်ချက်သိန်း300နှစ်ထပ်တိုက်အတွက်ချက်သိန်း600ရရှိမည်ဟုပြောဆိုခဲ့ပြီးအဆိုပါရရှိငွေများထဲမှ၎င်းတို့အဖွဲ့ကို20ရာခိုင်နှုန်းပေးရန်ဖြတ်တောက်ယူခဲ့ကြောင်းအမေရိကန်ထိခိုက်ပျက်စီးရသည့်အဆောက်အုံပိုက်ရှင်များငွေရမည်စည်ရင်းတွင်မပါဝင်ပေအဆောက်အုံထိခိုက်မှုမရှိသူများကိုငွေရရန်စည်ရင်းတွင်ထည့်သွင်းထားကြောင်း ိုတွေ့ကြုံရသူများကသတင်းဌာနကိုပြောကြားပါတယ်။အမှန်တကယ်ဖြစ်တဲ့အိမ်တွေကအရန်နှစ်နာတာမှအထက်ကနေခွင်းစင်ကြည့်ရှုပြီးမှအလူငွေပေးဖို့တောင်းဆိုခြင်းနဲ့အမှန်တကယ်ငလင်ပေးခံစားရတဲ့ဖြစ်စည်းတဲ့အဆောက်အုံတွေကမရပဲဘာမှမဖြစ်တဲ့အုတ်တချက်တောင်မကြိုးကြတဲ့တချို့အိမ်မထီးတဲ့သူတွေကိုပဲပေးတယ်။ထိခိုက်တဲ့အိမ်တွေကအကျင့်ပြတ်ခြားစားမှုကြောင့်မရတဲ့သူတွေအများကြီးပါပဲဟုဒေသခံပြည်သူတအုပ်ကသတင်းဌာနကိုပြောပါရတယ်။ ထို့ပြင်ဝါချက်ကြီးရွာအုပ်ချုပ်ရေးမှုဦးစိုးလွင်သည်၎င်းစည်ရင်ထည့်ထားသည့်ပျက်စီးခြင်းမရှိသောနေအိမ်များအတွက်ကြက်သိန်းတရာရရှိလျင်ငွေကြက်သိန်း20ရာဂိုင်းနှုန်းဖြင့်20ရာဂိုင်းနှုန်းဖြတ်တောက်ယူထားကြောင်းသိရပါသည်။ငလင်ကျောင်းအိမ်ပျက်စီးပေမဲ့ငွေရမဲ့စည်ရင်မှမပါလို့သွားပြောတော့လေသူတို့နဲ့မဆိုင်ဘူးနိုင်ငံတော်ကပေးတာလို့ပြောတယ်။တခြားသွားပြောတဲ့သူတွေကလည်းအဲ့ဒီလိုပဲပြောတယ်။အပေါ်မှာပျက်စီးနေတာတွေလည်းမပြင်နိုင်လို့မပြင်ရသေးဘူး။အခုအထက်ကဆင်းပြီးလာစစ်ရင်ရတယ်။ ကျမတို့တဲ့အိမ်ထဲမဟုတ်ပါဘူးတခြားဆယ်တိုက်လောက်ကိုအဲ့ဒီလိုလောက်တာဟုငလင်ကြောင့်နေအိမ်ပျက်စီးခဲ့သူတအူကပြောပါတယ်ယခုနေ့မလ28ရက်နေ့လှုပ်ခတ်ခဲ့သောစကိုင်းငလင်ကြီးကြောင့်စကိုင်းမန္တလေးနေပြည်တော်အပါဝင်မြို့ကြီးများတွင်ဖြီးသူထောင်ကြီးသေဆုံးခဲ့ရပြီးနေအိမ်တိုက်တာအဆောက်အုံနှင့်လမ်းများစွာပျက်စီးခဲ့ရသောလည်းလက်ရှိအချိန်အထိပြန်လည်ထူထောင်ရေးအတွက်ဖြီးသူများမှနယ်လက်မထူသေးကြောင်းမန္တလေးနှင့်စကိုင်းမှငလင်တန်သည့်ဖြီးသူများကသတင်းဌာနကိုပြောကြားပါသည်ဆလပီတက္ကသိုလ်ကျောင်းသူကျောင်းသားတွေကိုချိုတင်မဲပေးဖို့ဖိအားပေး မဲမပေးရင်တက္ကသိုလ်ဝင်စာမှုပွဲဖြေခွင့်မပေးဘူးလို့စစ်အုပ်စုချိန်ချောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်လာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာပြုလုပ်မယ့်စေကောင်စီရဲ့ရွေးကောက်ပွဲအတွက်တက္ကသိုလ်ကျောင်းသူကျောင်းသားတွေချုပ်တင်မဲ့ပေးကြဖို့မန္တလေးမြို့ကရက်ွက်တွေမှာအုပ်ချုပ်ရေးပိုင်းကဖိအားပေးနေတယ်လို့ဒေသခံတွေကပြောပါတယ်။ရက်ွက်တွေမှာချုပ်တင်မဲ့ပေးကြဖို့ကားနဲ့လိုက်လံတတိပေးကြညာတာမျိုးအောက်ခြေအစစ်အုပ်ချုပ်ရေးပိုင်းဖြစ်တဲ့ဆဲအိမ်မှုရှာအိမ်မှုတွေကနေတဆင်ပြောဆိုတာတွေပြုလုပ်နေပါတယ်။ ကားနဲ့ညနေဆိုရင်လိုက်អော်ပြီးចောင်းသားရှိတဲ့အိမ်ဆိုရင်အိမ်ထိရောက်လာပြီးជូတင်မဲပေးဖို့လာပြောသွားတာလို့မဟာအောင်မြင်မျိုးနယ်မှာနေထိုင်သူတအုပ်ကပြောပါတယ်ជូတင်မဲကိုရက်ွက်ယုံဓမ္မယုံတွေမှာပေးရမှာလို့သိရပါတယ် ရွှေကောက်ပွဲကျင်းပမယ်။လာမယ့်ဒီဇင်ဘာ28ရက်မှာတက္ကသိုလ်တွေဖွင့်နေပြီဖြစ်ပြီးကျောင်းသူကျောင်းသားတွေကျောင်းတက်နေရမှာဖြစ်တယ်လို့မဲဆန္ဒနဲ့ပြင်ပကတက္ကသိုလ်တွေမှာသွားတက်နေကြရမယ့်အချိန်လည်းဖြစ်နေတယ်လို့စေကောင်စီရဲ့ရွှေကောက်ပွဲကော်မရှင်ကဆိုထားပါတယ်။ဒါကြောင့်မဲပေးခွင့်မဆုံးရှုံးရအောင်ဆိုတဲ့အကြောင်းပြချက်နဲ့အသက်18နှစ်ပြည့်ပြီးတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအနေနဲ့လက်ရှိနိုဝင်ဘာလ18ရက်နေ့ကနေ22ရက်အတွင်းကြိုတင်မဲပေးသွားကြဖို့စေကောင်စီရဲ့ရွှေကောက်ပွဲကော်မရှင်ကဆော်ဩထားပါတယ်။ ကြိုတင်မဲမပေးရင်တက္ကသိုလ်ကောလိပ်ကျောင်းအက်လက်မခံဘူးလို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဒီသတင်းတွေကိုသတင်းဌာနကအတည်ပြုနိုင်ဖို့စ조사နေပါတယ်။ဒါပြင်အေယာဝတီတိုင်းကမြို့နယ်တွေမှာလည်းအာနာသိန်းစစ်အုပ်စုကအသက်၁၈နှစ်ပြည့်ပြီးမှတ်ပုံတင်မရှိ၊မဲဆယင်းမှာနာမည်နဲ့နံပါတ်မပါရင်စာမှုပွဲဖြည့်ခွင့်မရှိဘူးလို့ PR ဖိတိတယ်လို့ကျောင်းသားနဲ့မိဘတချို့ကပြောပါတယ်။ဒါကြောင့်မှတ်ပုံတင်မရှိသေးတဲ့ကျောင်းသားတွေဟာမဲဆယင်းမှာအမိပါဖို့အသေးအတန်လိုက်လုံနေကြရတယ်လို့သူတို့ကပြောပါတယ်။ မဲစရဲမှာအမိမပါရင်အိနာစုစရဲနဲ့မှတ်ပုံတင်မိတူတွေကိုစစ်တပ်ခန့်အုပ်ချုပ်ရေးမှုတွေထံပေးပို့ပြီးလောက်ရတယ်လို့သိရတယ်။အေယာဝတီတိုင်းတတိုင်းလုံးကចောင်းသားတွေအခုလိုမဖြစ်မနေမဲပေးဖို့အကြက်ကင်ခံရတယ်ထင်ပါတယ်လို့ចောင်းသားတအုပ်ကပြောပါတယ်။အာနာသိန်းစစ်တပ်ကလာမယ့်ဒီဇင်ဘာလ28ရက်မှာရွှေခေါက်ပွဲအပိုင်တည်းအဖြစ်မျိုးနယ်တရားနှစ်ခုမှာကျင်းပမယ်လို့ဆိုပါတယ်။ဆလပီအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုရော်နယ်ဒိုသွားရောက်တွေ့ဆုံနေဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ ပေါ်တူဂီနာမည်ကျော်ဘောလုံးသမားခရစ္စတီယာနိုရော်နယ်ဒိုဟာအင်ကာနီကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုအိမ်ပြူတော်မှာသွားရောက်တွေ့ဆုံခဲ့ပါတယ်။ဒေါ်နယ်ထရန့်ကအိမ်ပြူတော်မှာဆော်တီအိရှေမင်သားမိုဟာမက်ဖင်ဆယ်မန်ကိုတက်ခင်းအိတ်ခန့်နဲ့ညစာစာပွဲကိုတက်ရောက်ခဲ့တာပါ။ရော်နယ်ဒိုဟာသမ္မတအိရှေမင်သားတို့နဲ့အနီးအနားရှေ့ဆုံးတန်းမှာထိုင်ခဲ့တာဖြစ်ပါတယ်။ဒီညစာစာပွဲကို Apple CEO Tim Cook, Tesla တီထောင်သူ Elon Musk တို့လည်းတက်ရောက်ခဲ့ကြပါတယ်။ ဒေါ်နယ်ထရန့်ရဲ့မိန့်ခွန်းတစ်စိတ်တစ်ပိုင်းမှာရော်နယ်ဒိုတက်ရောက်မှုကိုကျေးဇူးတင်ပြီးသူရဲ့16နှစ်အရွယ်သားဖြစ်သူဖာရွန်ဟာရော်နယ်ဒိုရဲ့ပရိသတ်စစ်စစ်တအူဖြစ်တယ်လို့ပြောခဲ့ပါတယ်။ရော်နယ်ဒိုဟာ2034စော်ဒီကမ္ဘာဖလားပြိုင်ပွဲရဲ့အထူးတန်တမန်တအူလေးဖြစ်ပါတယ်။ရော်နယ်ဒိုဟာ2024စော်ဒီကမ္ဘာဖလားပြိုင်ပွဲရဲ့အထူးတန်တမန်တအူလေးဖြစ်ပါတယ်။